အပြစ်အခက်ရက်စရည်ဖြစ်နိုင်ခြင်းနဲ့ပတ်သက်လို့ရုရှားသမ္မတဗလာဒီမာပူတင်ဘက်ကထုတ်ပြန်တဲ့ကြေညာချက်ဟာစိတ်တိုင်းကျချေလေကြိုးကန်ခြင်းတဲ့သဘောထားတွေအထင်းသားပေါဝင်နေကြောင်းယူကရိန်းသမ္မတဗလိုဒီမာဇလမ်စကီကဆွဆွဲပြောကြားသွားပါတယ်။ American ကအဆိုပြုကန့်လှမ်းပြီးယူကရိန်းဘက်ကသဘောတူလက်ခံတယ်လို့ပြောကြားထားတဲ့ရပ်ပေါင်း30ကြာကနအူးအဆင့်အပြစ်အခက်ရက်စရည်သဘောတူညီချက်နဲ့ပတ်သက်ပြီးမတ်လ23ရက်နေ့မှာပူတင်ကပထမဆုံးအကြိမ်အဖြစ်သဘောထားအမြင်ကိုထုတ်ပြောခဲ့ပါတယ်။ ရန်လိုတိုက်ခိုက်မှုတွေရပ်တန့်သွားစေလိုတဲ့အဆိုပြုချက်နဲ့ပတ်သက်ပြီးရုရှားကသဘောတူကြောင်းအဲ့ဒီကမ်းလှမ်းမှုရဲ့အခြေခံသဘောထားကမှန်ကန်တဲ့အတွက်ရုရှားကတေချာပေါက်ထောက်ခံရည်တရမှာဖြစ်ကြောင်းဒါပေမဲ့ဒီလို အပြစ်အခက်ရစဲရေးဟာရေရှည်အတွက်ရည်ရွယ်ထားတာဆိုရင်ပြိပခအစပြုခဲ့တဲ့အခြေခံအကြောင်းတရားကိုပါဖယ်နှုတ်ရှင်းလင်းဖို့အရေးကြီးကြောင်းပူတင်က ပြောပါတယ်ဘီလာရုစ်သမ္မတအလက်ဆန်ဒါလူကာရှန်ကိုနဲ့တွေ့ဆုံဆွေးနွေးမှုတစ်ခုအပြီးသတင်းတောက်တွေရဲ့မိကုံးတွေကိုဖြေကြားချိန်မှာ ်ပူတင်ကအပြစ်အခက်ရဆက်ရေးနဲ့ပတ်သက်လို့အခုလိုသဘောထားမှတ်ချက်ပေးသွားခဲ့တာပါသူကအမေရိကန်ရဲ့အဆိုပြုချက်ကိုမူအဖြစ်လက်ခံပေမဲ့အသေးစိတ်အချက်တွေကိုတော့ပြန်ညှိဖို့လိုမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဇယ်လမ်စကီကအခုဆိုရင်ပူတင်စီကနေစိတ်တိုင်းကျချဲလဲခြင်းတဲ့ဆိုတဲ့သဘောထားကိုအရန်ခံမှန်းရလွယ်ကူတဲ့စကားတွေထွက်လာတာအားလုံးကြားကြရပြီဖြစ်တယ်လို့ပြောပါတယ်အမေရိကန်က ရုရှားအနေနဲ့ချွင်းချက်တွေမထားဘဲအပြစ်ခတ်ရစရည်အစိုးပြုချက်ကိုလက်ခံပေးဖို့တောင်းဆိုခဲ့ပေမဲ့ရုရှားဘက်ကအင်တင်တင်ဖြစ်နေကြတာပါယူကရိန်းဟာအခြေအနေတွေရှုပ်ထွေးစေမဲ့ဘလို့တောင်းဆိုမှုကိုမှမလုပ်ခဲ့ပေမဲ့ရုရှားကတော့အဲ့ဒီလိုဖြစ်အောင်လုပ်ယူနေတယ်လို့ဇယ်လမ်စကီးကဆိုပါတယ်အပြစ်အခတ်ရစရည်မှာရုရှားဘက်ကတောင်းဆိုစရာတွေရှိတယ်ဆိုတဲ့စက်ကြောင်းကိုဖန်တီးနေတာဟာအမေရိကန်ရဲ့ကမ်းလှမ်းချက်ကအလုံးမဖြစ်နိုင်ဘူးဆိုတာမျိုးပုံသွင်းဖို့ ဒါမှမဟုတ်ရနိုင်သမျှအချိန်ဆွဲပြီးစစ်ပွဲကာလကိုဆွဲဆန်းဖို့ပူတင်ကရည်ရွယ်ထားတာဖြစ်တယ်လို့ဇယ်လမ်စကီးကပြောပါတယ်။ပူတင်ကသူ့ရဲ့မှတ်ချက်ထဲမှာယူကရိန်းဟာအပြည့်ရထားတဲ့ကာလကိုစစ်ရေးအရာအမျက်ထုတ်မှစိုးရိမ်တယ်ဆိုတဲ့သဘောမျိုးလည်းထည့်ပြောသွားခဲ့ပြီးရုရှားတပ်တွေကလက်တွေအပြည့်မရက်ခင်ရနိုင်သမျှရှေ့တိုးချီတက်ဖို့ဆန္ဒရှိတဲ့သဘောထားမျိုးကိုဖော်ပြသွားခဲ့ပါတယ်။ပြီးတော့ကီလိုမီတာထောင်နဲ့ချီရှေ့လျားတဲ့ရှေ့တန်းစစ်မျက်နှာတစ်လျှောက်လုံးမှာ အပြည့်အခက်ရဲ့စရေးကိုဘလို့နီးလန်းနဲ့စောင့်ကြည့်မှလဲဆိုတာမျိုးလဲပူတင်ဘက်ကမေးခွန်းထုတ်ထားပါတယ်ဒီလိုရမျိုးကပူတင်ရဲ့အကျင့်ပဲဖြစ်ကြောင်းသူဟာဓာတ်ရိုက်ဘယ်တော့မှမငင်ပဲစင်ချေတွေမျိုးစုံပေးရင်ရိုးရိုးလေးဖြစ်ရှင်းလို့ရတဲ့ကိစ္စတွေကိုဖြစ်နိုင်ခြေလုံးဝမရှိတော့တဲ့အောင်ပြည်ထနာပုံစံမျိုးနဲ့ပုံကြီးချဲ့လေးရှိကြောင်းဇလမ်စကီကပြောကြားသွားပါတယ်အခုရုရှားဘက်ကထွက်ပေါ်လာတဲ့သဘောထားတွေအလုံးဟာ အခြေအနေအပေါ်ချဲ့လဲခြင်းတဲ့ပူတင်ရဲ့နောက်ထပ်လုံနီလုံဟန်တစ်ခုထပ်မပူဘူးလို့ယုံကြည်ကြောင်းလဲသူကဆိုပါတယ်။တကယ်တမ်းမှာအမေရိကန်ကအပြစ်အခက်ရစရေးနဲ့ပတ်သက်ပြီးစုစည်းထိန်းချုပ်ရေးနဲ့ဆန်းစစ်စောင့်ကြည့်ရေးကိစ္စတွေအတွက်အသင့်ဖြစ်နေပြီလို့ထည့်ပြောထားကြောင်းလဲဇလမ်စကီးကထောက်ပြခဲ့ပါတယ်။ပြီးတော့အမေရိကန်နဲ့ဥရောပတို့ရဲ့စွမ်းဆောင်နိုင်မှုအရဒီကိစ္စကိုတေချာပေါက်တာဝန်ယူနိုင်ကြောင်းလဲသူကပြောကြားသွားခဲ့ပါတယ်ရှင်။